အားလုံးပဲမင်္ဂလာပါများကောင်းဆက်တဲ့ထာလမှာပြန်လဲကြိုးစို့လိုက်ပါခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးရောယူကောက်ပွဲကိုဝင်ပြမီပါတီတွေရဲ့အစင်တန်းကိုပြောလာတဲ့ကိုကင်ရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါခင်ဗျာဒီမှာကိုကင်ကယူကောက်ပွဲဝင်ပြမီပါတီတွေရဲ့ဘယ်လိုအစင်တန်းတွေကိုပြောဆိုထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထာလမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ာပြောမလဲဆိုတော့ကျွန်တော်နိုင်ငံရေးကြီးကဒီဆေးပြအစိုးရလို့တော့မြင်ရမှာနော်ဆေးပြအစိုးရပေါ့နော်ဟမ်ဆေးပြအစိုးရတက်မှာပေါ့နော်အခုရေကောက်ပွဲလည်းဆေးပြရေကောက်ပွဲပေါ့နော်ဝင်ပြိုင်လူအကုန်လုံးလည်းဆေးပြကော်မတီအဲ့ဒါပါဆေးပြပါတီတွေပေါ့နော်အဲ့လိုမျိုးပြင်အဲ့လိုပဲကျွန်တော်မြင်တယ်လေဆေးပြပါတီတွေဆေးပြသမ္မတတွေ ဆယ်ပြားအုပ်စုတွေပါပဲအကုန်လုံးဘာလို့လဲသူကဆယ်ပြားလောက်ပဲရှိတော့တယ်လေဘာလို့90ရာခိုင်နှုန်းဆယ်ဆက်ပေါ့90ပတ်စံကကျော်ပြည်သူတွေပိုင်နေတော့ပိုင်နေတော့အဲ့ဒါမှသူတို့ဘယ်လိုသတ်မှတ်လဲဆိုတော့ကျွန်တော်ဆယ်ပြားလောက်သတ်မှတ်လိုက်တော့အကောင်းဆုံးပဲလေနော်အခုတော့ပြိုင်တဲ့ပါတီတွေတိုင်းသားပါတီအကုန်လုံးကလည်းနာမည်သာခံရတာအမှန်တကယ်တိုင်းသားဆယ်ပြားတွေပဲပဲအကုန်လုံးကနော်တိုင်းသားဆယ်ပြားအဲ့အခုအလုံးအလုံးဆယ်ပြားတွေပါပဲအဲ့နောက်ပါဆိုမင်းနိုင်သွားတယ် နိုင်ရင်လည်းအဲ့လူတွေကကွာပါဆိုရင်ဆယ်ပြားပါပဲကွာပါဆိုရင်သူတို့အဆင့်ကဆယ်ပြားအဆင့်မရှိရလေအဲ့ဒါပြပြရအောင်နော်အားကြောင့်ကျော်တော်လည်းညီကိုလေအားလုံးစိတ်တမကြကြနဲ့နော်ကျော်နိုင်နေပါလေကျော်နိုင်နေနော်ဘာကြောင့်လဲဆိုတော့ကျောင်းမှာပြည်သူရှိတယ်လေရေကောက်ွယ်လို့လဲဆိုတာကပြည်သူလက်ခံမှာလုပ်လို့ရမယ့်ကိစ္စနောက်ဆုံးတစ်ခုစီတာကနိုင်ငံမတည်မငြိမ်မင်းနဲ့လုပ်တယ်ဆိုကြတဲ့ဟိုကဒါက ဆယ်ပြားလို့ပဲတတ်မလို့ရတယ်မင်းလေအဲ့မျိုးနော်အဲ့ဒါဆယ်ပြားဆယ်ဆယ်ပြားရွေးကောက်ပွဲပေါ့နော်อืมဒီရဲ့ဒီဇင်ဘာမှာလုံးမဲ့ရွေးကောက်ပွဲကဆယ်ပြားရွေးကောက်ပွဲတက်သွားမဲ့လူတွေအကုန်လုံးရွေးရွေးခံမဲ့လူအကုန်လုံးအားလုံးဆယ်ပြားတွေပဲပြောစရင်ဟန်နပါစမပြည့်ဘူးဗျာတိမလားဟာဟန်နပါစမပြည့်ဘူးဆိုတော့သူတို့မှာဆယ်ပြားပဲရှိဘူးဆိုတော့အဲ့လိုမျိုးမလားအဲ့လိုမျိုးပြောရချင်တာ ောက်ပါဆုံးသူတို့ပဲလုံမယ်သူတို့ပဲကြိုင်မယ်ကြိုင်ရင်စင်နောက်ပါဆိုတော့ဘယ်လိုသတ်မှတ်ဆိုတော့ဆေပြားရွေးကောက်ပွဲဆေပြားပဲနိုင်မယ်နိုင်တဲ့နိုင်တဲ့လူကလည်းအလုံးဆေပြားတွေပဲကောလုံးเนาะအားကြောင့်ကြောပြောနော်ဆေပြားတွေပဲအားကြောင့်မလို့ဆက်ပြောလို့ဇာတ်မလို့တော့ပါလက်ကပါနောက်ကြောပြပြအလုံးသဘောပေါက်ကြတာတော့မသိနော်ပါဆိုအလုံးအရေးချင်းမမိကြပါဘူးမမိတာမဟုတ်ဘူးကျွန်တော်ဆိုကျွန်တော် လာပြီးတော့အချင်းလာဖမ်းလာမှာနော်အချင်းလာဖမ်းလာမှာနော်ပေးရမှာလေအလုံးဒီလေးနေရကုန်တော့သိပါရဲ့ Okay နောက်အခုတောင်ပိုင်းမှာကြီးလိုက်တော့လေ BGA တို့ DGBA တို့ငွေကြေးကောင်စီ PC တို့ DGBA တို့အဲ့လူတွေအကုန်လုံးအားလေသူတို့ဆယ်ရမှာနော်သူတို့ငါးပြားငါးပြားအုပ်စုအဲဟိုဆယ်ပြားအုပ်စုကနည်းနည်းလေးအစင်မြင့်နေတယ်ဒီကောင်ကငါးပြားအုပ်စု ဲ့လိုမျိုးကြောက်သမြင်လာမနော်ငါပြအုပ်စုခေတ္တစနစ်နေသိလားဆိုတော့ဘလို့တော့သိမှာဒီလူတွေကတုံးမဆိုရင်တချင်တော့တကူတမျှတယ်စစ်ခွေးကနေပြီးတော့ငွေငွေထောက်ပံ့တာပျော်နေပြီးတော့အခုလိုမျိုးပျော်နေကြနော်ပျော်နေကြပြီးတော့အခုလိုမျိုးရက်တည်နေတာပေါ့ကိုသူတို့စိတ်တင်နွားစကွက်ထမပျော်နေတဲ့အနေထားသူတို့စိတ်တွေပင်လယ်လောက်ကြီးလောက်ထင်တာနော်အမှန်တကယ်နွားစကွက်ထလောက်သူတို့မြင်တာ အမှန်တကယ်တော့သူတို့အတွေ့အကြုံကနော့စခွဲလောက်ပဲသူတို့အတွေ့အကြုံရှိတာပင်နေပြင်ဘလို့ခြေပြန်တာဆိုတာသူတို့ကောင်းမသိဘူးအားကြောင့်ပြောမလားခွာဆယ်ပြားသူတို့ကငါးပြားအဆုဟမ်အဲ့လိုဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကောလေးလာသုံးစားချင်မှာအော်ဒီလူတွေကတော်တော်ပိန်းလာတယ်ဘောပေါ့နော်အေးပေါ့ပိန်းလို့ပဲအခုလိုမျိုးမလာနေဘူးအသွုံးတော့ခံဖြစ်နေပြီဆိုကြတဲ့စဉ်းစားကြည့်တော့လေမဟုတ်လား ကျောင်းကြီးကလည်းအားလုံးမင်္ဂလာနော်။အဆောအတက်ကြပြမလား။ဟိုဒီရွေးကောက်ပွဲကဆယ်ပြားရွေးကောက်ပွဲနော်။ဆယ်ပြားရွေးကောက်ပွဲကိုအားပေးထောက်ခံလုပ်နေတာကတောင်ပိုင်းထဲမှာရှိနေငါးပြားဥစုကလည်းရှိနေပြန်။ငါးပြားဥစုသိတယ်မလား။ဟမ်ပြောလိုက်တော့ကရင်ကောင်းစားရေးကိုမျက်နှာငူရမယ်ကရင်ရှင်းရှင်းမတိုက်ရပါဘူးဟိုးစားလည်းလာလို့တော်တယ်မလားသူတို့စိတ်တွေကျွန်တော်ပြည်သူတွေပိန်းနေများခင်တာမပိန်းပါဘူး ဆိုတော့သူတို့ခါကြပါသနတ်စုကပြည်သူတွေကဘာပြောမနေနေတာပြည်သူတွေကကောင်းသိတယ်ဒီကောင်းနေစောက်ချက်မကောင်းဆိုတော့ကောင်းသိပြအဲဒါသူတို့ကောင်းနေကပါလဲဆိုတော့ငါဗျာအုပ်စုဟွဟိုကဆယ်ဗျာအုပ်စုရတယ်တုံးစင်ယူကြတော့ဗောနော်အဲယူကြတော့ဗောနော်သူကလည်းမသိမဲသူတို့ပဲနေရာရမယ်ပို့ထားမလားအဲဆယ်ဗျာအုပ်စုကတစ်ခွက်ဒီပြန်ငါဗျာအုပ်စုကလည်းမသိမဲသူတို့နေရာရမယ်မထင်တာမသိဘူးစောင်းနေစွတ်တောင်း ဆူတောင်းမာလာဒိုနတ်တစ်ချိန်ကြရမျိုးကောင်အကုန်လုံး၅ပြားအုပ်စုတွေမဟုတ်ဘူးအဲ့ဒါအကုန်လုံးကဘလို့ခွက်ခွက်လန်သွားဖြစ်မှာဆိုတာနည်းနည်းမှတ်တာအဲ့ဒါကြည့်ရစမ်းနော်အာအလုံးညကမနော်အာလုံးကြောင်းကြောင်းညကလည်းအာလုံးအလုံးကြောင်းကြည့်စုနေအာလုံးညကလည်းအာလုံးမင်္ဂလာပါနော်အာလုံးမင်္ဂလာပါနော်ဘာဆိုတော့နိုင်ငံရေးစရာဆုတ်ထွေးတယ်မှတ်ပါလေဆုတ်ထွေးအောင်ဘယ်လိုလုပ်ရလဲဆိုတော့သူတို့ပဲလုပ်ထားတာလေနော်အခုတေတော်ကဘာသာရေးလို့ပါလို့လာပြီးတော့ mindset တွေလာထည့်တယ် ပေးရမှာလေဗျာကျွန်တော်ကောင်းသိတယ်အောင်မလားနော်အားရတွေကကြံခဲ့ပြီးသားကြီးတို့ရေးမှာနော်အဲ့လိုပြောရမှာတန်ကြံခဲ့ပြီးသားကြီးတို့ရေးနော်အဲမသိတာကဒီငါးပြားအုပ်စုတွေပေါ့နော်ငါးပြားအုပ်စုကမသိကြအောင်ဒီအချိန်မှာငါတို့ငါးပြားအုပ်စုကဘလို့ရက်တည်ရမယ်ဘလို့ပူပေါင်းရမယ်ဆိုတာမစင်စားဘူးမစင်စားနိုင်ပါဘူးသူတို့အတွေးကောင်မရှိဘူးစင်စားဖို့နေတာစင်စားဖို့ကိစ္စမှာပြောနေဗျအတွေးကောင်မရှိဘူးအတွေးကောင်မရှိတော့သူတို့ ကျွန်တော်အနေနဲ့ဆယ်ပြားတော့မပေးတော့ငါးပြားဥစုတော့ပေးလိုက်ငါးပြားပဲငါးလို့လို့ဖားလို့လုံးတော့ငါးပြားပဲလုံးလိုက်ပြီးတော့တင်မလားအဲ့လိုပဲအဲ့ဒါငါးပြားဥစုအဲ့ငါးပြားဥစုကလည်းအခုလိုကြည့်ဖြစ်နိုင်မှန်းဆိုတာမြင်နေတာပဲอ่ะတွေ့နေရတာပဲဘာကြောင့်လဲဆိုတာကိုအတွေးကောမရှိတော့မှကိုသိရမှာပေါ့နော် ဟောလက်ရှိကွာမြင်နေတယ်လေမြင်ပြင်အခြေအနေကောင်းမြင်တယ်ဟောဘာကြောင့်လဲဘာကြောင့်ဒီလိုဖြစ်လာလဲဆိုမဟုတ်လားဟုတ်ပြီငါတို့သိရမှာလဲဆိုတော့ငါတို့စစ်တပ်ကငါတို့နှစ်ဖောက်ကျူထိုးရတာဆိုတာငါတို့သိဖို့လိုနေကြောင်းတော့ငါတို့နှစ်ဖောက်ယူစစ်တပ်ကကျူထိုးထားတဲ့ပြစုကလေးကလှုပ်လို့မရဘူးဆိုတာကျွန်တော်သိတယ်နွားတကောင်ကိုနှစ်ဖောက်ထိုးလိုက်ဆိုရင်အဲ့နွားလှုပ်လို့မရဆိုတာမြင်မှတ်တာအားကြောင့်အဲ့ငါးပြားအုပ်စုပြပြချင်တာဒါပဲ သူတို့စိတ်တွေရသပံအောင်မြင်မှထင်တယ်ဒီမားလောက်ဒစ်လေပြီးတော့ဘလို့သွားသွားမှမသိဖြစ်နေတဲ့အချိန်မှာသူတို့ကနေပြီးတော့သူတို့လှုပ်ပြီးဆိုကြတယ်ကွာကိုတေတွင်ကိုတူလာတဲ့တူပဲပေါ့နော်နောက်တစ်ခုစီတာကဘာပြောချင်လဲဆိုတော့မင်းတို့ပိုင်ဆိုင်မှုဘလောက်ရှိနေပါစေဘလောက်ချမ်းသာနေပါစေမတည်မြဲဘူးဆိုတာမြင်မှတ်တာဘာလို့ဆိုတော့သေသွားရင်ခန္ဓာကိုယ်ပဲပါသွားအဲ့ကောင်ပါပါမြင်မှတ်တာနော်လုတ်ခဲ့တဲ့တော်လိုင်းကြီးကနှစ်ပေါင်းမနေတော့ ဘလို့ပုံစံမျိုးနဲ့ပူပေါင်းမျိုးနဲ့ငါတို့ပြည်သူတွေရက်တရမယ်ဆိုတာမစင်စားဘူးသိလားမလားပြောနိုင်ရင်တော့ငါတို့ကင်းတော်နိုင်ရင်နှစ်ပေါင်းဘလောက်ဘလောက်ဘလောက်နဲ့သိမလားဟမ်နာကြီးတယ်ဗျအဲ့အဲ့ဒါမျိုးကကင်းတော်နိုင်ရင်လာမပြောတော့ဒီချိန်မှာဒီချိန်မှာကင်းတော်နိုင်ရင်အကြောင်းမပြောနဲ့တော့ဘာလို့ဆိုတော့အရင်နာကြီးသွားကြီးဘာဆိုရင်ဖြစ်မလားဆိုတော့ကျွန်တော်သိသွားပြီလေအလုံးအီလီလေနဲ့ငါးပြားအုပ်စုလို့ဖြစ်နေတယ်ငါးပြားအုပ်စုလို့ဖြစ်နေတယ် တင်လားဟောဆယ်ပြားအုပ်စုကတမောက်မသိရင်ပဲသူတို့အနာသူတို့ပါတီသူတို့ဆယ်ပြားပါတီကနေပြီးတော့နိုင်လို့ဆိုရင်သူတို့ပဲပြာစနေဆိုရင်တော့သူတို့အလှည့်ရောက်ဆိုရင်သူတို့ရမထင်တော့ဘူးစူတောင်းမားလာဆင်းပြောဆိုရင်ဒီရေကောက်ပွဲဆိုတာတကဘာလုံးကလည်းလက်မခံဘူးပြည်တွင်းရဆိုပိုဆိုးပေါ့မဟုတ်လားပြည်တွင်းဆိုကောင်းတည်တာကဘာလည်းလက်မခံဘူးဆိုရင်နိုင်ငံမတည်မငြိမ်မနဲ့ဒီလိုရေကောက်ပွဲလုပ်ပြီးဆိုတဲ့ဒါတွေပါဆိုရင်ဆယ်ပြားအုပ်စုလိုပဲလူများသတ်မှတ်ထားတာလေ ဲ့သမဏဆယ်ပြားတယ်ဘယ်သူသမဆိုအမေရိကန်မှာရှိနေဒီနိုင်ငံရေးရဲ့တကယ် profit ရသတ်မှတ်ပေးတာလားဆယ်ပြားအုပ်စုဆိုတော့ဒါပဲအဲ့ဒီသူရဲ့စာပြောဖို့ဆိုပေါ်ကျွန်တော်နားထောင်တယ်ဟာမိုက်တယ်ဟုတ်တော့ပဲကွာနော်ကုမီတာကိုရဲ့အိမ်တွင်းရင်းမှာတော့မှမပြင်းမလဲဖြစ်နေကြောင်မှာအခုလိုမျိုးပြောဝဲဆွန်ဝဲလုံတဲ့ပုံစံမျိုးဆိုရအဆင်မပြေဘူးအဲ့ဒီတော့နော်ကုမီတာဆိုမှာနော်မသိရင်ပဲ ပြောင်းလဲဆင်းလို့လားတကယ်တကယ်တော့အလားနဲ့တတူအဲ့ဒါနဲ့တဒံတူတာပြောလား तू ကသုံးတတ်တာပြီးတော့လားအလုံးကဘာလို့အလုံးကဆယ်ပြားအနေထားတော့မရှိတော့တဲ့တော့တတူရောနော်ကျွန်တော်စင်အားကြောင့်ပြပြတယ်ဒီတော်လိုင်းကြီးကကျွန်တော်ညီကိုလည်းအလုံးအောင်နေပြီစီလွန်သွားကြပါအခုငါးပြားအုပ်စုလည်းအယုံကြည်မထားကြပါနဲ့ငါးပြားအုပ်စုသာအခုဆိုရင်ကောင်းပြီသွားမှာလားကျွန်တော်ပြောအောင်လားဆိုတော့ကျွန်တော်ဟုတ်ပြီခင်းနဲ့သုံးလေးရက်လိုက်မှလွန့်ထားကြတယ်တွေ့ရမလားအဲ့ငါးပြားအုပ်စုက အဘာနဲ့ဘယ်လိုပြောမလဲဆိုတော့ AI ပြောတာတရစ္ဆန်သာသာပဲလေသူတို့အတွေးခေါ်အတရစ္ဆန်သာသာဆိုတော့ဘာလို့ဆိုလို့အမိကောက်နေလိုက်လေပြီးသွားပြီလေအော်ဆိုသူတို့မှအတွေးခေါ်မရှိဆိုတဲ့သိလိုက်ပြီလေခွေးတော်မှတရစ္ခွေးတော်မှသစ္စာခွေးတော်မှအတိတရားရှိရနော် ခွေးတော်မှတရေတကယ်ကျွန်တော်ညီကိုလည်းမေးပြောပြမနော်ခွေးရတကယ်ကမွေးချလိုက်တကယ်သစ္စာရှိတာနော်ဒီကောင်ကခွေးစင်တော်မှရှိဘူး အဲ့ဒါကြောင့်မလို့ငါးပြားလို့လာပေးလိုက်ရင်ဘာလို့ငါးပြားအုပ်စုငါးပြားအုပ်စုဘာလို့လောက်ကြမလို့အမိသာတက်နေလိုက်ငါးပြားအုပ်စုဘလို့အတန်ထွက်လာမလို့ကောင်းအဖြစ်ပေါ်လာလိမ့်မယ်နော်ဒါပဲအမိတက်နေခါကျတော့သဘောပေါက်လာလို့ကြောင်းနေကုန်တယ်အမိတက်နေဆိုတော့ပြန်လာနှလုံးကက်ထလိုက်ဘယ်ဟောဘယ်တလန်းညာတလန်းလားအမိကတက်နေလိုက်ဒီတော့ဂိန်းဂိန်းနဲ့မအော်စင်ကြိုက်လို့ပြောဟမ်အားမနော်โอเคโอเคအောင်ညီကတော့ရေးတော့အောင်နေပြီကြောင်းညီကိုလည်း အားလုံးစီရင်သွားကြပါကိုဦးဆောင်မှုကဘယ်ဘက်ကိုရီတော်လိုင်းကြီးကဘယ်ဘက်ရက်တည်တယ်ဆိုတာကတကယ်တကယ်အမျိုးဆိုတော့ဒီပြည်သူတွေကိုချစ်မြတ်နိုးတဲ့ညီကိုတွေကတော့အားလုံးသိကြမှာပေါ့နော်ဘောနော်မသိကြတဲ့လူတွေကတော့တည်သန့်ရှိတယ်လေသိမလားလူမျိုးရေးကိုဗန်းပြပြီးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေကအခုလည်းငါးပြားအုပ်စုတွေတော့တင်မလားဟမ်တင်မလားငါးပြားအုပ်စုလုံးတော့မလားငါးပြားအုပ်စုရဲ့တင်တယ်မယ်ဟွဟိုကဆယ်ပြားအုပ်စုကတစ်ဖက် ွမ်းနိုင်ငံအင်းဆုပ်ထွေတယ်ဗျာဟာငါးပြားအုပ်စုကတစ်ဖွဲ့ဆယ်ပြားအုပ်စုကတစ်ဖွဲ့ဆယ်ငါးပြားအုပ်စုကတစ်ဖွဲ့သိတယ်မလားအဲ့အဖွဲ့တွေပဲနေကျွန်တော်ကတန်နေရလဲကျွန်တော်ပြည်သူတွေဒုက္ခရောက်နေတာမဟုတ်လားအမှန်တကယ်တော့အဲ့လူတွေအကုန်လုံးကပြည်သူတွေပုံမှာဘာမှကောင်းကျိုးပေးခဲ့တဲ့လူတွေမဟုတ်အားကြောင့်မလို့ကျွန်တော်ပြောမလားဒီလူတွေကဘာနဲ့တူလဲဆိုအဲ့ငါးပြားအုပ်စုကဘာတူလဲဘာနဲ့တူရင်ရင်ပြောနေကောင်းတော့လက်ချောင်းညောင်းတော့လက်ဥဆိုတာအဲ့ဒါပဲနော်လက်ဥဆိုတာသိတယ်မလား ျွန်တော်ကရင်ပြည်သူတွေပေါ့ဗျာဒါပဲဟင်တဲ့ကောင်းစားတော့လက်ချောင်းရကောင်းစားတော့တဲ့ခံလိုက်ကျွန်တော်လက်ဥကြီးပြည်သူတွေကကရင်ပြည်သူတွေကအဲ့လိုဖြစ်နေတယ်နော်အဲ့ငါးပြားဥစုကလှုပ်ထားတာနော်အားကြောင့်မလို့ကျွန်တော်ပြောပြမယ်အဲ့ဒါပဲနော်ဒီလူတွေကသွားပြီးတော့ကမောချနိုင်မင်းနဲ့အလကားပဲဒီလူတွေကိုတရားမင်းစင်းပြောတော့မရဘူးဆိုတာသူတို့အတွေးကောမရှိဘူးလေ အတွေးကောင်မရှိဘူးအသိဉာဏ်လည်းမရှိဘူးသူတို့ကပြောမစွင်ခပ်ပိန်းနေပါတော့ခပ်ပိန်းနေပဲလေပိန်းလို့အခုလိုမျိုးဖြစ်နေတာပါတော့တကယ်ကဲသူအတွေးကောင်ရှိမယ်သူတို့ဉာဏ်ရင်မဲ့ထက်မြက်ရှိမယ်ဆိုရင်အစိုးရတဲ့ပြရမယ့်ကိစ္စကဘာကြောင့်မပြဆိုတော့သူတို့အတွေးကောင်မရှိဘူးသူတို့နားမှာစစ်တပ်ကအကုန်လုံးတတ်ဆို့ပြီးတော့သူတို့နားမှာဒါမှခွဲလုံးထည့်ထားတာဆိုတာသူတို့မသိဘူးပြောမစွင်သူတို့ပျော်နေကြတာမနေ့ကသူပျော်နေကြတာနော် ဟိုကောင်လေဘာပိုင်မဲ့လို့ခါကြမှာအလုံးဒဲသွားမှာဆိုတာသူတို့မသိခဲ့ဘူးနော်သူတို့ကအရှိမကြည့်ဘူးဘာမဆိုဘာပဲလဲလို့ကျွန်တော်တို့ကျွန်တော်ပြပြောင်းနော်ဘာစီးပွားပဲလဲလို့တော်လိုင်းပဲလဲလို့နိုင်ငံပဲလဲလို့အရှိကိုကြည့်ရတာနော်ကြုံမြင်ရတယ်နော်ဒေဝနာဘာကြုံမြင်သူတို့ဘာမသိလက်ချောင်းကောင်းစားရင်ပြီးပြီငါမင်းတို့လက်ဦးကျဲ့တော့ရိုက်ပြန်အောင်စီကဆောက်ကူးမဆိုင်ဘူးဇာမားရမတယ်မလားအဲအော်တော့တော့တွေးခေါ်မှရှိပြန်နော်အဲတွေ့ရမလား အခုလက်တွေ့မြင်တိုင်းမလားโอเคအားလုံးကျွန်တော်ညီကိုလည်းရှင်းတော့တွားကြပါဒီလာမဲ့နိုဝင်ဘာရှင်းနေကြကျွန်တော်မြို့မှာရံပုံငွေကိုလေးလင်းရဲ့ရောင်းနေပွဲရှိရနော်အားပေးကြပါအောင်နော်အားလည်းပါဆိုကျွန်တော်တို့မှာကတော်လန်ရေးကြီးကပြည်သူခြွေနေစားနဲ့ရက်တည်နေတဲ့တော်လန်ရေးမို့လို့အားကြောင့်ကျွန်တော်နေပြီးတော့သူတို့ပြောသလိုခွက်ခေါတော်မနော်ဒါခွက်ခေါတော်မနော်ဒါကယူသနာနဲ့အလူခံတာ မာလာလေးဘုံငါတမရပဲငါလူကြီးပဲတနတ်ခါကြမှာတနတ်စီတိုင်းအကလုံးလို့လိုက်လုံးနေနဲ့ဓညာအုပ်စုတွေမဟုတ်ဗျနော်အားကြောင့်နော်လူချင်းလူမလူချင်းနေကျွန်တော်တော်လင်းသမားလည်းဘူးမဆိုင်ဘူးဒါဒါမဲ့လူကြပါလေအားကြောင့်ကြောင့်အားလုံးအားလုံးကျွမ်းကြီးကိုလည်းအောင်စီတော့သွားကြပါနော်ဟိုငါးပြားအုပ်စုကတစ်ဖက်ဆယ်ပြားအုပ်စုကတစ်ဖက်ဆယ်ငါးပြားအုပ်စုကတစ်ဖက်အဲ့လိုဖြစ်နေတယ်ကျွမ်းနိုင်ငံကြီးကတကယ်ကသူတို့ကအဲ့အနေထားတော့သွားပြီးဆိုရဲစဉ်းစားကြည့်တော့လေ ငါးပြား၁၀ပြား၁၅ပြားဆိုရယ်စမ်းကြည့်ရယ်တကြံမပြည့်ပြားအဲ့ဒါမျိုးနော်โอเคပဲအားလုံးရေတော့အားလုံးပဲโอเคနောက်နောက်ဆက်တွေ့ရနော်အဲโอเคပဲ